ခမရတို့ကိုပရိုဖိုင်ကိုဘယ်သူကခဏခဏဝင်ကြည့်လေးရှိလဲဆိုတာကိုသိများမသိချင်ကြဘူးလားသိဖို့လည်းအမျိုးမျိုးစူးစမ်းကြည့်ဘူးလားမသိစူးစမ်းကြည့်ဘူးတဲ့သူတွေပါမယ်ဆိုလို့ရှိရင်တကယ်ရော ကိုပရိုဖိုင်ကိုအမှန်တကယ်ဝင်ကြည့်သွားတဲ့သူတွေကိုကြည့်လို့ရတဲ့နီးများခမရတို့တွေ့လားအဲ့တော့အမှန်တကယ်ကြည့်လို့ရတဲ့နီးများခမရတို့တွေ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်လောက်ပြောပြပေးကြပါဦး အဲ့တော့ဒီမှာကျွန်တော်ကိုယ်တိုင်အမှန်တကယ်လို့ထင်ခဲ့ဘူးတယ်ဒီ Play Store က application လေးတစ်ခုကိုကျွန်တော်ပြောပြမယ် application ရဲ့နာမည်က Who View My Profile နဲ့ဒီကောင်လေး Who View My Profile ကိုကျွန်တော်တို့သုံးပြီးတော့ကျွန်တော်တို့ Facebook account ကို login ဝင်ပြီးတော့ကျွန်တော်တို့ account ကိုဘယ်သူတွေအများဆုံးဝင်ကြည့်သွားလဲဆိုတာကိုသူကပြပေးတယ်တကယ်လည်းပြပေးတယ်ဒါပေမဲ့လို့အဲ့ဒီပြပေးတဲ့ ဒေတာတွေရရောမှန်ရောမှန်ရဲ့လားတရားခိုင်တော့ရောဖိတ်ရှားရရဲ့လားပြီးတော့ကျွန်တော်တို့ရဲ့ account ကို login ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ account security အတွက်ရောဖိတ်ရှားရရဲ့လား DI နဲ့ပတ်သက်ပြီးရောကျွန်တော်ပြောပြပေးသွားပါမယ်အဲ့တော့ဒီ who you my profile ကိုကျွန်တော်စမ်းသုံးကြည့်ရတဲ့လောက်ကတော့ဒီကောင်ကတော်တော်လေးကိုမှမှန်ကျင်အောင်ဆောင်တကယ်အစ်စ်အမှန်ဖြစ်တယ်လို့ပေါ့ဗျာထင်စရာကောင်းတယ် တကယ်တော့ဒီ application ကခင်ဗျားတို့လည်းသုံးဘူးမယ်ဆိုရင် ကျွန်တော်ကဂျင်းကြီးပါလို့ပြောလိုက်ရင်ခင်ဗျားတို့ဘယ်လိုမြင်မလဲဘယ်လိုပဲမြင်မြင် ကျွန်တော်တို့ကတော့အရှိကိုအရှိတိုင်းချပြရမှာဖြစ်တယ်တကယ်ကိုတရားရဂိုင်းတော့ဒီကောင်က fake ဖြစ်တယ်အဲ့တော့ဘာကြောင့်မို့လို့ကျွန်တော်ကဒီကောင်ကိုဒီလိုမျိုးပြောရလဲဆိုတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင် practical လုပ်ပြီးတော့ ျွန်တော်ရဲ့အကောင့်ကိုတခြားအကောင့်တစ်ခုနဲ့ predicate ဝင်ကြည့်ပြီးတော့စစ်ကြည့်တဲ့အခါမှာတကယ်မပြနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးစစ်ကြည့်ရမလဲဆိုလို့ရှိရင်ဒီကောင်ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တစ်ချက်ပြောပြမယ်ဒီကောင်ကိုကျွန်တော်တို့က login ဝင်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ရဲ့အကောင့်အဆက်ရသွားပြီ okay ဝင်ဝင်ရသွားပြီအဲ့တော့ဒီ third party software တစ်ခုကိုကျွန်တော်ရဲ့ facebook account ကိုပေးပြီးတော့ဝင်လာသည် ဘလောက်ထိ risk များတယ်ဆိုတာကို test အပိုင်းကိုနားလည်တဲ့သူတွေအလုံးသိမယ်လို့ထင်တယ်ကျွန်တော်လည်းဒီ monokine token နဲ့ပတ်သက်ပြီးတော့အာဗီဒီယိုလေးတစ်ပုဒ်လုပ်ခဲ့ပြီးပါပြီကြည့်ကျင်တဲ့ဆိုကျွန်တော်ပြန်မှ share ကြည့်လို့ရတယ် okay အဲ့တော့ဒီမှာ तू อ่ะဒီနေရာလေးမှာ within 1 year နဲ့ within 6 month ဆိုပြီးတော့ရွေးစရာလေးတွေပါတယ် with video ဝင်ကြည့်လဲပေါ့ within 1 year ဆိုတစ်နှစ်အတွင်းမှာဘယ်သူတွေဝင်ကြည့်လဲ within 6 month ဆို6လအတွင်းမှာဘယ်သူဝင်ကြည့်လဲပေါ့နော်ဒါကိုစစ်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော် within 6 month ကိုရွေးပြီးတော့ who view your facebook ဆိုတဲ့ပုံကိုကျွန်တော်တစ်ချက် click နေလိုက်အဲ့တော့ဒီမှာစပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ account ကိုသူ accept တောင်းပြီပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ကျွန်တော်ကတော့ဘယ်မှာတစ်ခေါက်တော့စမ်းကြည့်ပြီးွားကြီးဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်ခေါက်ထပ်ပြီးတော့စမ်းမပြတော့ဘူးဝင်ကြည့်လိုက်အဲတကယ်သူ ပြလိမ့်မယ်ပေါ့နော်တကယ်သူပြလိမ့်မယ်အဲဒါပေမဲ့လို့ဘယ်လိုပုံစံမျိုးလေးနဲ့ပြပေးမလဲဆိုသူဒီမှာကျွန်တော်တို့ဒီဒီကောင်းရဲ့အောက်မှာဒီကောင်းလေးပဲအဲ people who have you your profile recently ဆိုပြီးတော့ပြပေးလိုက်မယ်အဲ့မှာတကယ်လဲကျွန်တော်တို့ရဲ့ friend တွေကိုသူပြပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီဝင်ကြည့်ထားတဲ့ profile တွေကိုကျွန်တော်ကြည့်ကြည့်လိုက်ဗျာကြည့်ကြည့်လိုက်တဲ့အခါမှာအော်ဟုတ်တယ်သူကလည်းငါ့ကိုရင်းနေတယ်သူငါ့ကိုခဏခဏဝင်ကြည့်နေတာနေမှာပါလို့ထင်အောင်ထင်မှာဖြစ်သွားစေလောက်မဲ့လူတွေကိုလည်းသူဒီမှာပြထားမှာဖြစ်တယ်အဓိကအဲ့လိုလူတွေကိုပဲသူပြထားမှာဘာလို့လဲဆိုတဲ့အခါကျတော့သူကကျွန်တော်တို့ရဲ့ account data တွေကိုအဆက်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဘသူတွေနဲ့စကားအများဆုံးပြောလဲဘသူတွေနဲ့ comment တွေပေးလေးပေးထားရှိလဲဘသူတွေကို reaction ပေးလေးရှိလဲသူတို့ကရောကိုယ့်ကို behavior reaction တွေပေးလေးရှိလဲ comment တွေပေးလေးရှိလဲစသဖြင့်ဒီ data တွေကို तू ကဒီ filter လုပ်ပြီးတော့အများဆုံးကျွန်တော်တို့ ਨੇ ရင်းနှီးမယ်လို့ယူဆရတော့သူတွေကို तू ကဒီမှာလာ ပြပေးတာတကယ်တမ်းကကြတော့တကယ်ဝင်ကြည့်သွားတဲ့လူတွေကိုပြပေးတယ်လို့ခင်ဗျားတို့ထင်အောင်ထင်နိုင်တယ်ကျွန်တော်လည်းထင်ခဲ့ဘူးတယ်ဒါပေမဲ့လို့ကျွန်တော် တည်တည်ချာချာလေးကျွန်တော်လေ့လာလိုက်တဲ့အခါမှာမဟုတ်ဘူးဒီကောင်ဒီ totally fake application တခုဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး software တွေကိုခင်ဗျားတို့အနေနဲ့မယုံကြဘူးကျွန်တော်တို့အကြံပေးခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ account data တွေပါနိုင်တယ်ကျွန်တော်တို့ရဲ့ account တွေ hack ခံရနိုင်တယ်အဲပြီးလို့ရှိရင်အဲကျွန်တော်တို့ရဲ့ဒီအဲဒီပုံကိုရေးတွေတိုက်ခိုက်မှုတွေ personal attack တွေဖြစ်လာနိုင်တယ် ။ဒါကြောင့်မလို့ဒီလိုမျိုး app တွေကိုယုံကြည်ပြီးတော့သွားမဆန်းရဖို့ကျွန်တော်အကြံပေးခြင်းတယ်။ပြီးတော့ဒီကောင်က account ဝင်စရာမလိုဘဲနဲ့ဒီဘသူတွေဝင်ကြည့်သွားတယ်ကြည့်လို့ရတဲ့ feature ပါသေးတယ်။ဒီမှာဒီကောင်ပေါ့ဗျာ please enter your facebook instagram profile link ပေါ့။ကိုယ့်ရဲ့ profile link ကိုထည့်ပေးလိုက်ရုံနဲ့ဘသူတွေဝင်ကြည့်သွားလဲဆိုတာကြည့်လို့ရတယ်လို့ပြောတယ်။ဒါပေမဲ့ message ကိုတစ်ချက်ကြည့်ကြည့်လိုက်။ကျွန်တော်ဒီ software ထဲမှာအဲ့လိုမျိုးကြည့်လို့ရလားကျွန်တော်တစ်ချက်ကြည့်ကြည့်ပေးမယ်။ ကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ no login ရှိတယ်ပေါ့နော်အဲ့တော့ no login မဟုတ်ကျွန်တော်နှိပ် no login မှာနှိပ်လိုက်တဲ့အခါမှာမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲ try brew 3d free no advertisement no login required limited analysis ဆိုပြီးတော့ကျွန်တော်တို့ဘာလုပ်လဲ python down နဲ့အဲ့တော့ခင်ဗျားတို့ရောမတည်ကြတဲ့ application တခုကို python ပေးပြီးတော့ python ပေးပြီးတော့သုံးမလားခင်ဗျားတို့စဉ်းစားပေါ့ဗျာ တော့တကယ်တော့ဒီ application ဒီဂျင်းမှာလို့ကျွန်တော်ကတော့ review ပေးခြင်းပါတယ်အဲ့တော့ခင်ဗျားတို့လည်းမဖြစ်တင်တာမဖြစ်အောင်ကြိုးစားပြီးတော့ရှောင်းနိုင်ကြဖို့အကြံပေးပါတယ်ဘီအန်ဂီကွန်တက်ကဘီအန်ဂီကိုတာပါအားလုံးကိုကျေးဇူးတင်ပါတယ်